အားလုံးပဲမင်္ဂလာပါကျွန်တော်ခုကျွန်တော်ရဲ့ဘဝသင်ခန်းစာပုံမြင်များတရားနေပြီးတော့ပုံမြင်လေးတစ်ပုဒ်ကိုကျွန်တော်ပြောပြခြင်းပါတယ်အဲ့ဒီသင်ခန်းစာပုံမြင်ထဲကဒီပုံမြင်လေးရတဲ့အရန်ကိုကောင်းပါတယ်အများကြီးမက်ဆေ့ချ်တွေအများကြီးပေးပါတယ်ပေါ့နော်ဒီကိုလာလေးရဲ့ဒီနောက်ဆုံးမှရခဲ့တဲ့ဒီနောင်နာလေးတို့ခုပေါ့နော်ဘဝမှာအချိန်အားအရေးကြီးတယ်ပေါ့ ခါလီရွေးချယ်ရေးနဲ့ပဲအချိန်ကြီးကုန်သွားခဲ့တယ်ပေါ့ဒီမှာသူတင်ကန်းသားတွေတော့အများကြီးပေးတယ်ပေါ့နော်ပုံမြင်လေးကဘယ်လိုမျိုးလဲဆိုတာကိုအားလုံးပဲနားထောင်ပေးပါအောင်နော် ေကုံနေနဲ့ရေကုံနေနဲ့ပြည်စုံနေတောတောင်တွေကြားထဲမှာပိုလာဝဝုံလေးတကောင်ရှိရပါတော့။အဲဒီပိုလာဝဝုံလေးကသူကနေ့စဉ်သူကဒီရေကုံနားကိုသွားလိုက်အစားတွေရှာလိုက်ပေါ့နော်။အစားရှာလိုက်ပြီးရင်သူကသူ့နေရာသူပြန်အိတ်တယ်အဲလိုမျိုးပေါ့နော်။ဒီလိုနဲ့ပဲနေ့စဉ်ကြစားနေတာပေါ့။ဒီနေ့တော့သူက အစားအသောက်မှလည်းသူကလောဘအရင်ကြီးတယ်။ပိုလာဖို့ဝင်လေရလေ။အစားအသောက်မှလည်းသူကစားတဲ့တောက်တဲ့အခါကျလို့ရှင်လည်းလောဘကြီးတယ်။အရာရာမှသူကအချစ်ကြီးကိုလိုချင်တယ်။သူအစာရှာလို့ရှင်အဲအစာဆိုလို့ရှင်လည်းသိရင်သူမကြိုက်ဘူးသူကမှဆိုရင်ငားဆိုရင်ငားကိုသူကရေဒီယိုမှာသူငားသွားရှာတယ်အဲ့လိုမျိုးပေါ့နော်ငားဆိုလည်းအကောင်ကြီးကြီးပါပေါ့နော်သူကအကောင်ကြီးကြီးမှသူကမိမှသူကယူတယ်ဖန်ဆားတယ် ောင်သေးရင်သူမစားဘူးပေါ့နော်။သူကအဲ့လိုမျိုးဘာလို့လို့သူကကြည်ကြည်စားရင်လည်းသူများများစားရတယ်ပေါ့နော်။အဲ့လိုမျိုးအဲ့လိုမျိုးလောဘကြီးတယ်ပေါ့။အဲတဏှာပဲပြောရင်တော့သူကနည်းနည်းတခါကြလို့ရှိရင်နည်းနည်းမာနကြီးတယ်လည်းပြောရမှာပေါ့နော်။မာနကြီးရင်ငါကအကောင်ကြီးတယ်ငါဒီအကောင့်တသေးလေးတွေဆိုင်ငါမဝဘူးမတင်းတိမ်မရောရဲဘူးပေါ့နော်အဲ့ဒီလိုမျိုးပေါ့အာယူတဲ့ကမှာလောဘကြီးကြီးယူတယ်နော်အဲ့လိုမျိုးလေးတွေသူ့မှာအဲ့စိတ်လေးတွေရှိတယ်ပေါ့နော်အာဒီတနေ့ကျတော့သူက အဲဒီမနက်ခင်းတစ်ခုမှာသူကနိုးထလာနိုးထလာတဲ့အခါမှာသူကအရင်နေ့တည်းနဲ့မတူလို့မတူဘူးပေါ့ဗျာနော်အာရာသီဥတုကရမ်းကိုတာရတယ်ပေါ့ဗျာနေလေးအားအေးလေးအေးချမ်းတယ်ပေါ့နော်ဟောဘိုးကလည်းမရောဘူးပေါ့နော်ရာသီဥတော်တော်ကြည်လင်တယ်ပေါ့သူ့အတွက်အာအရန်ကောင်းနေတာဒီနေ့ရာသီဥတုကဆိုမနက်မူးလင်းထလာတယ်ဗျာ ာဒီနေ့ဒီနေ့ရမနေ့ကငါတို့အရန်ကောင်းတာပဲအရင်နေ့တွေနဲ့မတူဘူးတော်တော်ကြည်လင်တာပဲအရန်ကောင်းတာပဲဆိုပြီးကွာမလုပ်လဲဆိုလို့ရှင်ဟာဒီနေ့တော့ငါဒီနေ့ရဒီမင်္ဂလာရှိတဲ့နေ့လေးမှာငါအစာသွားရှာအောင်မှာပဲဆိုပြီးကွာထွက်သွားခဲ့တယ်ပေါ့နော်ထွက်သွားတဲ့အခါကျတော့သူကကိုရောက်တော့သူရေဒီကွန်နားမှာသူစော့ပြီးတော့သူအရှိပြီးတော့သူအာရေဒီကွန်ထဲကိုလမ်းကြည့်လိုက်တဲ့အခါကျတော့လေအရင်နေ့နဲ့မတူဘူးတဲ့အဲ့ရေဒီကွန်ထဲမှာ ေဒီကွန်ရဲ့အောက်ကရေတွေမှာပေါ့နော်ဒီပါလဲဆိုလို့ချင်းငားတွေအများကြီးကိုသူတွေ့ရတော့သူအရန်ပျော်သွားတယ်အာဒီနေ့တော့မင်္ဂလာရှိရနေဒီနေ့ပဲရှိရပဲအရန်ကောင်းလိုက်တာဒီနေ့ဒီနေ့အရန်ပျော်လိုက်တာသူသူ့ကိုသူသူအရန်သဘောတွေကြာအဲ့မှာသူရေတွေကိုစောပြီးတော့ပြီးတော့သူငားတွေကိုဟာဒီနေ့တော့ငါဘိုက်အဝစားလို့ရပြီသူပျော်နေတာပေါ့နော်အဲအဲ့ချိန်မှာပဲသူကပါလဲဆိုလို့ချင်းသူငားတွေကိုသူလိုက်ဖမ်းတာ ငါတို့သူလိုက်ဖမ်းတာသူပျော်ပျော်နဲ့သူလိုက်ဖမ်းတာဒါပေမဲ့သူကဘယ်လိုလဲဆိုလို့ချင်းငါတွေကအများကြီးပဲငါတွေအများကြီးရှိတယ်ဒါပေမဲ့သူဖမ်းလိုက်တယ်ဖမ်းလိုက်တယ်တခါဖမ်းလိုက်တယ်ဖမ်းလိုက်ရင်ဘာမိလဲဆိုငါသတိလေးပဲမိတယ်အဲတခါဖမ်းတယ်ငါသတိလေးတကောင်မိရအာဒီငါဒီမှာငါတွေအများကြီးရှိတယ်တဲ့မှာဒီငါသတိလေးငါဘာလို့မှလဲဒါငါစားလို့ဘိုင်းမဝဘူးလွတ်ပြလိုက်အဲ့တကောင်တော့နောက်တခါထပ်ဖမ်းတယ်နောက်တစ်ချိန်ထပ်ဖမ်းတယ်ထပ်ဖမ်းတော့လေထပ်ဖမ်းလိုက်တဲ့ငါကလေသတိလေးပဲသူမိတယ် မိတဲ့ခါကျတော့ဟာဒီငါသေးသေးလေးငါစဘလူးလူဖိုက်ဝါမှာလေဟာငါငါအကြီးပဲငါလိုက်ဖမ်းမယ်ဆိုပြီးတော့အဲ့ငါသေးလေးလွတ်ပစ်လိုက်ပြန်ဟာနဲ့နောက်တစ်ချိန်ထပ်ဖမ်းတယ်ထပ်ဖမ်းတော့လေအဲ့လိုပဲငါအကြီးကိုသူဖမ်းတယ်ဒါပေမဲ့ငါသေးသေးလေးပဲမိတယ်ငါသေးကိုမိတယ်မိလိုက်တော့သူအဲ့ငါသေးကိုသူကြိလိုက်တယ်ဟာဒီငါသေးနဲ့ငါစားလို့ငါဘလူးမမတင်းတယ်ဟုတ်ငါအာကြီးပဲငါစားမယ်ဒီငါးတိငါမစားဘူးတော့ဆိုအဲ့လိုမျိုးကနော်ဘာလဲဒီမှာပြောစတာကျုပ်ပြလိုက်ပြန် အဲ့ဒီလိုမျိုးဖမ်းလိုက်လွတ်ပြလိုက်ဖမ်းလိုက်လွတ်ပြလိုက်ဖမ်းလိုက်လွတ်ပြလိုက်နဲ့အချိန်ကြီးကသူအချိန်ပေါင်းများစွာသူအဲ့လိုလှုပ်တယ်ဒါပေမဲ့ငါးကြီးတကောင်းမှသူမမိဘူးမမိတဲ့အခါမှာသူတော်တော်စိတ်ညစ်သွားတယ်သူတော်တော်စိတ်ညစ်သွားတယ်သူစိတ်ညစ်သွားတဲ့အခါကျတော့တော်ယူကွာမဖမ်းသေးဘူးကွာဆိုပြီးသူခဏနေလိုက်တယ်တဲ့ခဏနေလိုက်ပြီးတော့သူကနောက်ထပ်သူခဏစောက်ကြည့်တယ်စောက်ကြည့်တော့အဲ့လိုပဲငါးကြီးထက်ရောက်လာပြန်ရောထက်ရောက်လာအဲ့လိုပဲထက်ပြီးတော့သူလိုက်ဖမ်းတာသူဖမ်းလိုက်တိုင်းဖမ်းလိုက်တိုင်းမှာငါးသီးပဲမိရဲ့ ငါအကြီးတကောင်းမှမမိဘူးအဲ့လိုနဲ့သူသူကလည်းအကြီးကိုပဲစားကျင်တာဖြစ်တဲ့တောင်အသေးတွေမိတိုင်းမိတိုင်းအဲ့အသေးတွေကတော့ဖမ်းလိုက်လွှတ်ပစ်လိုက်ဖမ်းလိုက်လွှတ်ပစ်လိုက်နဲ့အချိန်ကြီးကုန်သွားတယ်ပေါ့နော်အဲ့လိုနဲ့သူကမနှက်ထရတဲ့သူလွတ်ဖမ်းလိုက်တဲ့အဖမ်းကညနေဆောင်းသွားခဲ့တယ်ပေါ့နော်ညနေဆောင်းသွားတဲ့ကောင်ကသူကလည်းအဲ့နားမှာတောက်လျှောက်ဖမ်းနေတာဖမ်းလိုက်လွှတ်ပစ်လိုက်ဖမ်းလိုက်လွှတ်ပစ်လိုက်ဟိုကဖမ်းလိုက်ဒီကဖမ်းလိုက်ဆိုငါးတွေကကြောက်လန့်ပြီးတကောင်းမှမကြံရှိတော့ဘူးလေမရှိတော့တဲ့အခါကျတော့အဲ့မှာသူက ဘိုက်တွေကလည်းအရန်စာလာပြီဒေါသတွေဖြစ်တယ်ဟာဒီငါးကြီးတွေကဘာလို့မမိရတာလဲဆိုပြီးသူအမလိုက်ဖမ်းသူငါးကြီးလဲနောက်ဆုံးမိမှာသူဘာဖြစ်သွားလဲဆိုတော့ငါးသေးလဲမစားလိုက်ရအောင်ငါးကြီးကိုလည်းသူမမိတဲ့တော့ငါးကြီးလဲသူမစားလိုက်ရအောင်နော်အဲ့တော့အချိန်ကုန်သွားခဲ့တယ်ပေါ့နော်သူတို့အချိန်နာကုန်သွားပြီးနောက်ဆုံးမိတော့သူသူဘိုင်ဟောင်းလောင်းနဲ့ဘာမှမစားလိုက်ရပဲနဲ့သူဘိုင်ဟောင်းလောင်းနဲ့သူ့နေရာသူပြန်လိုက်ရတယ်တဲ့နော် ဒီမှာပေးတဲ့ message လေးတွေတော့မြင်မယ်လို့ထင်ပါတယ်ဗောနော်ကျွန်တော်တော့ဒီပုံမြင်လေးမှာကျွန်တော်အရင်သဘောကျတယ်ဟုတ်အရင်သဘောကျတယ်ဘာလို့ဆိုလို့ရှိရင်ကလေးလူငယ်တွေဆိုလို့ရှိရင်တော့သူကဘာလဲဆိုလို့ရှိရင်ဘာလို့လို့ကြီးမန်းချက်တော့ကြီးထားရမယ်လောဘမကြီးနဲ့ဗောနော်လောဘမကြီးနဲ့ဆိုတာယူတဲ့အခါမှာလောဘမကြီးနဲ့နည်းနည်းချင်းကဲ့ယူရမယ်တဲ့။အဲ့တော့ message လေးပေးတာလေဒါလေးရဲ့သဘောတရားကြတယ်။ အဲကျွန်တော်စီးပွားရေးလုပ်မယ်ဆိုလို့ရှိရင်လည်းအတူတူပါပဲเนาะစီးပွားရေးတွေမှာလုပ်တဲ့အခါမှာလည်းကျွန်တော်တို့ကရီမန်းချက်တော့ကြီးကြီးထားဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ lifestyle အကုန်လုံးကအချိန်ပေါ်မှာကျွန်တော်တို့ကပြီပြီးတော့သွားနေရတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကရတဲ့အချိန်လေးမှာရတဲ့ profit ကိုသေးသေးကြီးကြီးပေါ့เนาะကိုကတော့ကြီးကြီးမှန်းမိမယ်ကျွန်တော်တို့ရဲ့အနာဂတ်ကြီးကြီးကိုမှန်းနာမယ်ဒါပေမဲ့ကျွန်တော်တို့ကသေးငယ်သောအမောက်လေးတွေကိုကျွန်တော်တို့ကစုလေးစင်စုဆောင်ရမယ်ပေါ့เนาะ အဲ့ဒီတင်းငယ်တော့အမောင်လေးတွေရနေပြီးကျွန်တော်တို့ကကြီးစွာကြီးမားတဲ့ဒီ profit တခုရဖို့ကျွန်တော်တို့ပြုလုပ်ရမယ်တိဆောက်ရမယ်ဆိုတဲ့ဒီ message လေးကိုကျွန်တော်ပေးထားပါတယ်အာတချို့ဆိုလို့ရှိရင်လည်းဟိုမှာဆိုရင်တချို့ဆိုရင်ဗာလဲဆိုရင် အာငါတော့ဘလို့လက်မှတ်တွေရှိတာငါတော့ဘာကောင်ကြီးငါတော့ဒီလိုအလုံးမျိုးတွေကိုမလုံးနိုင်ဘူးငါတော့ဒီလိုဝင်ဝင်မျိုးကိုငါမလုံးနိုင်ဘူးဆိုတာတွေလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်တကယ်တော့ လိုက်တိုင်းတစ်ခုသွားနေတဲ့အချိန်မှာကျွန်တော်တို့ဒီအချိန်ပေါ်မှာမူတည်ပြီးတော့လုံနေတာဖြစ်တဲ့အတွက်အဲကိုရတဲ့အချိန်နဲ့ကိုဝင်ငွေလေးတစ်ခုသေးတော့သေးတော့လည်းကောင်းကြီးတော့လည်းကောင်းကျွန်တော်တို့ကအလုပ်တစ်ခုဆိုတာလုပ်နေရမယ်ဝင်ငွေဆိုအမြဲရှိနေရမယ်ဒါဒီလိုဝင်ငွေလေးတွေကိုကျွန်တော်တို့ကသိငယ်သောဝင်ငွေလေးကတော့ကြီးတဲ့ဝင်ငွေဖြစ်အောင်ကျွန်တော်တို့ဖန်တီးနိုင်ရမယ်ဆိုတာလေးတွေပေါ့နော်ဒီမှာ message တွေအများကြီးပေးခဲ့ပါတယ်နော်အဲကျွန်တော်လိုပဲဒီလိုမျိုး message တွေရလာ ဒီရာထဲမှာဗားရီရလိုက်လဲပေါ့နော်အဲကျွန်တော် အကြံပေးနိုင်ပါတယ်အဲကျွန်တော်နဲ့မတူတဲ့ shoot out တွေနဲ့ပေါ့နော်ကျွန်တော်လည်းအကြံပေးလို့ရပါတယ်အားလုံးဘိုင်ဘိုင်အားလုံးအောင်မြင်သောနေ့တွေကိုပိုင်ဆိုင်ကြပါစေနော်